မင်္ဂလာပါရှင်အခုတစ်ခေါက်လေးရကြတော့ promotion ဒီထဲကအထည်လေးတော့ error လို့ပဲမှတ်လိုက်ပါဒါလေးရကြတော့သူကဆွဲပေါက်နည်းနည်းလေးကျင်းနေလို့ပေါ့နော်အပွင့်လေးရဆွဲပေါက်လေးတွေရကြတော့ရိုက်ချက်နည်းနည်းလေးဆွဲတာတနည်းတင်းတာပေါ့နော်ဒါကြောင့်မလို့အသားချက်လေးတွေလည်းဆွဲပေါက်လေးတင်းတယ်နည်းနည်းလေးအသားတင်းတာပေါ့နော်ဒါအယောင်နှစ်ခုလုံးကလေအတူတူပဲလားဆိုတော့မတူဘူးနော်ဒီကောင်ကြီးကနည်းနည်းလေးရှင်းတယ်နော်သူကလေအစင်အရန်လာတာတိလား အပွေကလည်းအဆန်ခွေးရအကြီးကြီးပဲအရန်လာနော်ဖိတ်ကလေးနဲ့ရောထားတာပါဒါလေးဆိုရင်28နဲ့ရောင်းတဲ့အထင်ပါအာကျွန်တော်ဒီထဲမှာ20နဲ့3800နော်နဲ့3800နဲ့ရောင်းပြီးမယ်နော်ဒီထင်ကြီးကဆွဲပေါက်လေးနဲ့တင်းပါတယ်အပွေကြီး အပွင့်လေးဆွဲပေါက်တင်တယ်ဒါပေမဲ့ကာလာကအရင်လေးဖြစ်နေတဲ့အတွက်ကြောင့်ဆွဲပေါက်တင်တာလေအရင်ကြီးတော့မတိတာဘူးရေချပြီးကော်ပီကတ်လိုက်ရင်တော့ပိတ်သွားမယ့်အနေအထားရှိတယ်အယောင်နှုတ်ရင်တော့နည်းနည်းပိုတိတာပါတော့သူကတော့အယောင်ခံလေးကအရင်လာချွတ်ကလေးအောင်အရင်လာတဲ့အယောင်ရင့်လေးပါ အင်ဂျီစာဘာမှမရှိဘူးเนาะအဲအပွင့်ဆွဲပေါက်တင်တာအင်ဂျီစာအဲ့လားအလောက်ထိမဟုတ်ဘူးဒါလေးက23000 8000နဲ့ယူပါရှင်အစင်အရန်လာเนาะဒါလေးကလေနံပါတ်က49ပါကျိုးလဲများပါတယ်ဒီအစင်လေးခိုက်ရတာเนาะဒါလေးကအရောင်နှစ်ရောင်ကမတူဖြစ်နေရေเนาะဟိုခုနရောင်ကနည်းနည်းလေးရက်ဒါလေးကနည်းနည်းလေးနှုတ်နေเนาะအညုံနှုတ်လေးပဲကိုသွားတယ်နှစ်ထည်လုံးကတော့အရောင်လေးကြီးလှရတော့ကာလာအဆက်ကောလှတယ်အခန့်ရောင်ကြီးလည်းလှတယ် ဒါလေးကကြတော့နံပါတ်ကလေးက90ပါရှင်ဒါလေးတွေဆိုရင်ဝိဖို့အတွက်လည်းအဆင်ပြေတယ်လက်ဆောင်သေးရင်လည်းအရင်ဆိုးရတဲ့ထင်မပါဘူးပေါ့နော်ဒါကြောင့်မလို့ဟိုဈေးနှုန်းလေးလည်းတက်တယ်နော်3000တောင်းနဲ့8000ဘုလုံးကဒီလိုမျိုးလေးမြန်မြန်လေးနဲ့ရမယ်အပွင့်လေးရလည်းစံခွဲအကြီးကြီးလေးနဲ့ဒီလိုမျိုးပုံစံလေးပေါ့နော်အဲဒါလေးကနှစ်အုပ်ပဲရှိပါတယ်ဒီအဆင်လေးကခုဆို3သိန်းကျော်သွားပါပြီကျွန်တော်စပါအပြည့်လေးရောက်ထားပါတော့နော်လိုချင်တဲ့ဆိုရင်စီဗီကိုလာမေးပါအောင်ကွန်မန့်အောက်မှာလည်းမှတ်လို့ရပါတယ်ရှင်